ချုပ်ခွင့်ပြုချက်မရဘဲနဲ့ကျောင်းပြဝံပြင်ပောက်မထွက်ရဘူးသူ့ရဲ့ရုပ်ကလတ်တော်ကလည်းပြောက်နေတယ်ဘာသာကျူးစွမင်္ဂလာပါအမေရောရဲ့အင်းကြီးကလောကနေရာသူတော်တော်စီရဲကဘာလို့လက်ခံလိုက်တာလဲလက်ခံပြစ်တာအာလက်ခံပြစ်တဲ့ကျောင်းကတော့ကွာလောကဖြစ်လို့လက်ခံပြစ်တာလည်းမဟုတ်ဘူးအာသူပြုတော်တစီစက်မှန်းလည်းမသိသေးဘူးအဓိကအကြောင်းရင်းကတော့ကိုမျိုးမင်းရောက်ပါပဲ ကွန်မြူမင်းကမြင်တော့တဲ့ကအမြဲတမ်းလက်မှာပဲဖြစ်ဖြစ်အကြောင်းအတခုရှိလို့ပဲဖြစ်ဖြစ်စုံတဲ့အခါမှာအမြဲတမ်းမိတဲ့မိကုန်နေရှိပါတယ်။ဘာလဲဆိုတော့ချက်နာတေးဥဆောင်လို့ဖို့စိတ်ဝင်စားသေးရဲ့လားလို့မေးလိမိတာရှိပါတယ်။အဲ့လိုမိတဲ့ခါကျရင်ကျွန်တော်ကအားစိတ်ဝင်စားတော့ဦးမျိုးကလွတ်ချင်တာပေါ့။အားစိတ်ကျွန်တော်အဆင်ပြေလို့ရှိရင်ကျွန်တော်တို့ ုံကြတာပေါ့ဆိုရယ်စကားခံကကျွန်တော်တို့ဒါကလွန်ခဲ့တဲ့10နှစ်လောက်ခရဲမကအဲ့ဒီကရှိခဲ့တဲ့စကားပါအခုကျတော့အဲ့ဒီစကားတိုင်းပဲကိုမျိုးမင်းကနေကျွန်တော်ကျွန်တော်တို့ရှင်ဆက်သက်လာတယ်ဆက်သက်လာပြီးချမ်းသာကြီးတို့ကားရိုက်ကြအောင်ဟေးဆိုခါကျတော့ရတဲ့ဥမျိုးရိုက်မယ်ဆိုပြီးတော့ဘာပဲဖြစ်ဖြစ်ရိုက်မယ်ဆိုရယ်စိတ်နဲ့သွားလိုက်တယ်သွားလိုက်တဲ့အခါမှာ ကွန်မြူနတီရနေပြီးဒီဆက်ရှိတယ်ဒီနေရာနေသွတ်ဆောင်ရမယ်ဆိုပြီးတော့ဒီလိုမျိုးကန်းလန်းလာတဲ့ကြောင့်ရတယ်ဘလို့ပဲဖြစ်ဖြစ်အမျိုးနဲ့ဆိုရင်ရိုက်မယ်ဆိုပြီးရိုက်ပြတာ အောင်မျိုးမြတ်ကျွန်တော်တို့စစ်ရှိလေရှင်ရှင်းပြရဲသူနဲ့ကျွန်တော်နဲ့ဇလန်းကိုသူပြောပြတနေ့နေ့တစ်ဝက်လောက်ကြာတယ်သူတေချာပြောပြတယ်ပြီးတော့ခါကျရေပွဲမှာလည်း तू က तू လိုအပ်လိုအပ်တယ်လို့ကိုချမ်းသာဒီညမှာကျွန်တော်ဒီလိုလေးလှုပ်ချင်တာဒီလိုလေးဖြစ်စေချင်တာဆိုလို့ရှိပြီးတော့ तू ကအမြဲတမ်းကျွန်တော်တို့ဂိုက်လိုင်းလေးတွေကျွန်တော်ချပြီးတော့ခါကျတော့အော်ဒီညမှာငါဒီလောက်ထိပေါ်ရမယ်မပေါ်ရဘူးဆိုတော့သူ့ရဲ့ဂိုက်လိုင်းလေးကျွန်တော်တချို့ဟာလိုက်သွားတာရှိပါတယ်အဲ့ဒါကြောင့်တော့တိတ်တော့အာ seriously ခက်ခဲတာမျိုးတော့မဟုတ်ပါဘူး ့ဒါစဖွင့်ကြတယ်ဘုံကြီးကလောကနဲ့ဒီကလေးနဲ့စတွေ့ကြတယ်သူကနည်းနည်းဆက်ဆံရဲပေါ့အဲ့ဒီကလေးကလောရတဲ့ဟာကအဲ့ဒီကလေးကကိုကျွန်တော်တို့ကအဲဒီလိုချမ်းသာကြည်ဆိုးစွာဒီလိုပါလားလို့ဒီမြင်နေတယ်ကျွန်တော်တို့ကဒီလိုလေဒီဇက်ကောင်တကောင်ကိုပြုတ်ဆောင်တော့မယ်ဆိုရင်ဇက်ကောင်ရဲ့ဇေယိုက်ကဘာလဲဆိုတော့အရင်ဆုံးဟိုလိလာရလိလာခဲ့ရတာပေါ့နော်လိလာခဲ့တဲ့ခါကျတော့ဒီဥပ္ပါလောကရဲ့ဇေယိုက်ကဇီစာကြောင်တယ် အဲစီကံကြီးတယ်နည်းနည်းလေးလေးခတ်ထန်တယ်ဗောအဲဒီဇီရိုက်ကိုအခြေခံလိုက်တဲ့အခါမှာဒီလိုမျိုးလူတွေလာတဲ့အခါမှာဒီလိုမျိုးဘာလို့စကားပြောတာလဲဘာကြောင့် तू ကဒီလူတွေကိုဘာကြောင့်ဆိုရဲဟာရေကကျွန်တော်ကဒါကိုမွေးလိုက်တဲ့အခါကျတော့ဒီလိုပြောမှဖြစ်မယ်ဆိုတာကိုဒိုင်တာကလည်းညွှန်ကြားတယ်ဒိုင်တာညွှန်ကြားဒီလိုပြောစီခြင်းလဲဆိုညွှန်ကြားချက်ပေါ်ကဘာကြောင့်ဆိုရဲ reason လဲခိုင်မာတဲ့အတွက်ကြောင့်ဒီလိုမျိုးကျွန်တော်တို့က ဇလန်ဇက်ကောင်ကိုမူယူအဓိကအဓိကတော့ဇက်ကောင်စရဲကိုကျွန်တော်တစ္ဆာရှိခြင်းပါပဲအဲ့လိုပြောရအောင်ဟုတ်အဲ့တော့ကိုပြောမလို့လည်းဒီဇက်ကောင်စရဲပေါ့တစ္ဆာရှိခဲ့တယ်အဲ့တော့ရိုက်ပြတဲ့ချောင်းကလည်းအရင်နေ့လိုက်ဖက်နေတယ်အခုတော့မရှိတော့ဘူးနော်မရှိတော့နှမျောစရာအရင်ကောင်းပါဟုတ်ဒီရဲ့ချောင်းနဲ့ပတ်သက်ဘလို့မှာဘာလို့ကိုကအာနင်းပေါင်ကိုကြောက်ရတယ်လို့ဖြစ်တဲ့အတွက်ကိုချောင်းလေးထဲမှာသွားသွားအိတ်နေရတယ်အာဒီဒီဟာနဲ့လောက်ရတာလေအေးအဲ့ဒါနဲ့ပတ်သက်လို့ရတယ်ဟိုဒါကတော့နည်းနည်းလေးပေါ့ဟော တကယ်လက်တွေ့ဘဝနဲ့တစ်ခါခါကျရင်တေယုတ်ဆောင်တို့ရဲ့ဘဝမှာတစ်ခါခါကျရင်ဖြစ်တဲ့အလိထာလေးပေါ့အဲ့ဒီကောင်ကိုကျွန်တော်တေယုတ်ဆောင်တုန်းကဒါကကျွန်တော်တို့ကဒီဇက်ကောင်ဇရက်ကိုကျွန်တော်လိလာပြီးတော့ခါကြတော့ဒီလိုမျိုးနေအလင်းရောင်ကိုမခံနိုင်တဲ့မန်ဘာဆန်ဆန်ဇက်ကောင်မျိုးဖြစ်နေတဲ့ဇက်ကောင်တယောက်ရဲ့ character ကိုပဲကျွန်တော်လိလာပြီးတော့ဒီဟာကိုကျွန်တော်ပုံဖော်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီရဲ့ရင်တွင်းတကယ်ခန်းစားချက်ကိုကြတော့အနည်းဆက်ဆုံးပဲပုံပေါ်နိုင်ခဲ့တယ် တကယ်ခံစားရတာကျတော့ခံစားလို့မရပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့တစ်လလောက်ပါဆိုရင်ကျွန်တော်ကျမကြီးနည်းနည်းချွတ်တဲ့သွားတယ်။ချွတ်တဲ့သွားတဲ့ခါကျတော့အဲကန်ဆိုးသွားပဲကျွန်တော်ဦးနောက်မှာအဲဒီအမြင်ကွင်းနဲ့အမြင်အာယုံနဲ့နောက်တစ်ခုကဒီနှာခေါင်းနဲ့ဒီဘက်ဦးနောက်နဲ့ကြားမှာမှုဆွဲသွားတဲ့ခါကျကျွန်တော်မျက်လုံးကခုဝေွားနေပါတယ်။အဲတော်တော်လေးခုဒါ90%ခန့်ပြန်ကောင်းသွားတာပါ။လွန်ခဲ့တစ်လဆိုကျွန်တော်60%ခန့်တော့ကောင်းတယ်အဝေးကိုမမြင်အောင် အဲ့လိုမမြင်အောင်လွန်ခဲ့တဲ့တစ်လလောက်ကဆိုရင်နှစ်လခွဲလောက်ကဆိုရင်ကျွန်တော်နီးလေးပဲမြင်ရအဲ့တော့မှကျွန်တော်ကပြန်ပြီးတော့ခံစားရဟာဥဟာလောကဒီလိုဖြစ်ခဲ့တာပဲဆိုတဲ့ခါကျတော့အဲ့တော့ငါမမားလဲဆိုကျွန်တော်ပြန်စဉ်းစားကြည့်တဲ့ခါကျတော့တိတ်တော့အမားကြီးမမားဘူးသို့တော့တကယ်ခံစားချက်အစ်စ်ကဒီတဲ့ပုံကြီးနိုင်ဆိုင်ပါလားဆိုပြီးတော့ပို့ပြီးတော့တည်ယူနိုင်ခဲ့တယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ခါခါကျတော့ဇက်ပေါင်ကဘယ်လိုပဲကျွန်တော်တို့ကဝေးပွားပြီးတော့တိုးစော်ရတယ်ဝင်စားတယ်ပြောပြောတကယ်အစ်စ် တကယ်ခံစားရတဲ့လူတွေခံစားချက်ကိုလိုက်မိဖို့ဆိုတော့တော်တော်လေးတော့မလွယ်ပါဘူးလိုက်ခက်လက်ရခက်ခဲတယ်ဆိုတော့တင်ကန်းလာဆိုတော့ရခဲ့တယ်ပေါ့နော်ဟုတ်အဲ့တော့ဒီမှာဆိုရင်အာကိုနိုင်ပေါ့နော်ဟုတ်ကိုကျော်အောင်ဆိုလဲသူကအကယ်ဒမီပူပိသားသားလောက်သွားတာပေါ့ဒီမှာတော့ကျွန်တော်မြင်တာတော့ဒီအကယ်ဒမီနေရပေါ့နော်အကယ်ဒမီပူကျော်ရအောင်နဲ့အကယ်ဒမီချမ်းသာကြီးတို့မြင်တယ်ကိုနိုင် item တွေကိုကိုတိုင်နဲ့လောက်ရတယ်အမှတ်တရတယ်ဘာလို့ပြောမလဲအသူနဲ့ကျွန်တော်တခမ်းမဲ့စုံတာပေါ့အဲအဲ့တခမ်းစုံတဲ့ခါကျတော့ကျွန်တော်တို့ကဒါကအဲ့ခမ်းမှာကျွန်တော်နဲ့သူနဲ့စုံတဲ့ခမ်းက သူ့ကဦးစားပေးရသူ့ကိုဦးစားပေးရကျွန်တော်ကသူ့ကိုပြန်ပြီးတော့ဖြည့်ပေးရကျွန်တော်ကသူ့အိုက်တင်ကိုကျွန်တော်ပို့ပေးရအသာလေးပဲကျွန်တော်ကဒီဇိုင်းလေးပဲကျွန်တော်ကသူ့နောက်ကိုလိုက်ပေးရမှာဖြစ်တယ်ကျွန်တော်ကတိတ်ရွှေထူး ကျွန်တော်ဘကသူ့ကိုလူစရာလည်းမရှိဘူးအာသူနဲ့ပြိုင်စရာလည်းမရှိဘူးဘာကြောင့်လဲဆိုတော့ဇက်ကိုကလည်းဒါအဲ့နေရာမှာသူဒီအသာပဲကျွန်တော်ကအဲ့တဲ့ကြောင့်ကျွန်တော်ကသူ့ရဲ့သူ့နောက်လိုက်ပြီးသားဆိုတာသူ့ကိုပံ့ပိုးမှုသူပြီးသားဆိုတာစဉ်ချံပြီးတော့ပြုဆောင်ခဲ့တာပါငါဘလို့လို့ရမလဲဘလို့ဖြစ်လာမလဲဟိုအဲ့ရဖို့ဆရာဥစေဆရာတွေ့လို့ရှိရင်ငါတကားရကျွန်တော်ကဘလို့ပဲစစ်ကူးရင်နာရင်နာလိုကေးရှင်းပုံမူပြီးတော့ကျွန်တော်ရဲ့ဘော်ဒီလန်ဂွေ့ချ်ကပြောင်းသွားမယ် ဟာမူညာကတခါညကိုစိတ်ထဲမှာတော့ကိုကဒီညာလေးကိုတိုင်လေးကိုပြီးလိုက်ချင်တာမျိုးတိုင်ရှိရင်ကောင်းမယ်ဆိုတာမျိုးဒါမှမဟုတ်လို့ရှိရင်ဒီညာမှာငါတောက်လျှောက်သွားမှာအဲ့တော့ရက်ခွင်းမွန်ရောက်တဲ့ခါကျတော့မှဒီညမှာဒိုက်တာကဒီညမှာရိုက်တယ်ဆိုတော့မှအော်ငါဒီတိုင်ကိုလက်ကလေးငါဒီလိုပြိလိုက်ရင်ရပါလားအဲ့မှာလက်ထဲမှာအဲ့တော့မှဟိုမိအင်ကြီးပါလာတဲ့ခါကျတော့မှမိအင်ကြီးကိုဘယ်လိုဟိုနေ့ပြရမှာလဲဆိုတာဟာမျိုးက ကျေကွေးရောမော်ရောမှာတချို့ဟာကြီးကြတော့ on the spot လို့ရတယ်။ဒါပေမဲ့အဲ့မတိုင်မီတဲ့ဟောရကွာငါဒါပါလာခဲ့လို့ရှိရင်ငါဘာလုပ်မှလဲဆိုတာမျိုးတွေကျွန်တော်ကတော့တော်တော်လေးကိုပြင်ဆင်ခဲ့ရတယ်။နောက်တစ်ခုကတော့ဘာလဲဆိုတော့ကိုမင်းမင်းကျွန်တော် dialogue ကိုကြိုပေးတယ်အဲ့ဒီတော့ကြိုပေးတဲ့ခါကျတော့ဘယ်နေရာရောက်ရင်ငါဘလောက်တင်မလဲ။ဘယ်နေရာရောက်လို့ရှိရင်ဘလောက်ငါက ဒီဟာကိုအမြင့်ဆုံးငါဆက်ခေါ်ကြည့်မလဲဘယ်ညာရောငါကဘယ်လိုဒီအောက်ထိဖြုတ်ချပြမလဲဆိုပြီးတော့အဲ့ရမိုးတွေရောကျွန်တော်အဖမ်းဖမ်းတလေးလေးတော့ကျွန်တော်စဉ်းစားစဉ်းစားစဉ်းစားပြီးတော့လစ်ကြည့်ပြီးစိတ်ထဲမှာလစ်ကြည့်ပြီးတော့တော့အကျူစားခဲ့ပါအဲ့လိုလို့ဆိုတော့ကိုကလောကဖြစ်သွားတယ်လို့ပြောကြတော့ဘယ်လိုခံစားရလဲဝမ်းသာပါတယ်ဘာလို့ဆိုတော့ဒါကကျွန်တော်ကဟိုနေပေါ့အဲဆက်တဲ့ငယ်မှာကျွန်တော်ကိုကိုလင်းဆိုတဲ့တရုတ်ဆောင်ကနေပြီးခဲ့တဲ့ ဟိုဒီခံစားရတဲ့အကျိုးကျေးဇူးတွေပေါ်ကိုဥပလောကဖြစ်ပြည်ပြည်စွာသေုပ်ဆောင်နိုင်ခြင်းကဒီကျေးဇူးတွေကိုပြန်ဆက်နိုင်တယ်လို့ပဲကျွန်တော်ယူဆပြီးတော့ဒီကြောင့်အများကြီးဝမ်းသာပါဘူး။ဘုရားပါလို့ပြောတယ်လေ။အာကျူစာပြီးလုပ်ထားပါတယ်။ကျူစာပြီးလုပ်ထားတဲ့အပေါ်မှာမှပြိသက်ကတွေကအတိမတ်ပြုမယ်ဆိုရင်အများကြီးကျေးဇူးတင်ပါတယ်။